ဝင်းနာရရှိမယ်လို့နမဲကြီးနေသူတွေကိုကြော်တက်ကမြမစတားဝင်းနာဖြစ်သွားတဲ့ကြော်ဦးအလုံးမဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေချွတ်ဆွလိုက်ပါတယ်မြမစတားစီစဉ်2ပြိုင်ပွဲရဲ့ Grand Final ပြိုင်ပွဲကိုပြီးခဲ့တဲ့ရက်မှာကျင်းပခဲ့တာဖြစ်ပြီးဝင်းနာဆုရှင်လည်းပေါ်လို့လာပါပြီဒီနှစ်မှာမြမစတားပြိုင်ပွဲကပွဲအဆမှရင်ပွဲတွေစုကပြဿနာမျိုးစုံတက်လို့နေတာပေါ့ဒါအပြင်ပြိုင်ပွဲကိုအကဲဖြတ်ဖို့ရွေးချယ်ထားတဲ့ဒိုင်းတွေထဲမှာအရေးချင်းရှိသူတွေကိုနေရာမပေးဘဲအရေးချင်းမရှိသူတွေကိုသာနေရာပေးနေတာကြောင့်ပြောစရာဖြစ်နေခဲ့ပါတယ် ဒါကြောင့်မို့လို့လေလုတ်ပွဲလို့တောင်ခေါင်းစဉ်တက်ခဲကြတာပေါ့ မြန်မာစတားပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်ကိုကြော်ဦးဝေပီနန်းနီတို့၃ယောက်ကရှင်ပြိုင်ခဲ့ကြပါတယ်။ပြိုင်ပွဲအစကတည်းကနန်းနီကပဲဝင်းနာဆုကိုရရှိလိုက်မယ်လို့နာမည်ကြီးနေခဲ့တာပါ။နန်းနီရဲ့အတန်ပါဝါကိုကြိုင်နေတတ်တဲ့သူတွေများတဲ့အပြင်ရေချင်းရှိတယ်လို့သတ်မှတ်ထားတာကြောင့်ပါ။ဒါကြောင့်မို့ဝင်းနာဆုရရှိလိုက်မယ်လို့ခန့်မှန်းထားခဲ့ကြပါတယ်။ဒါပေမဲ့ Grand Final ပြိုင်ပွဲမှာထင်ထားတာတွေကလွဲသွားခဲ့ရတာပါ။ဝင်းနာဆုကိုချင်ညာချိန်မှာနန်းနီနဲ့ကြော်ဦးတို့နှစ်ယောက်ကိုရှင်ရခိုင်းကဘယ်သူရောက်မလဲဆိုပြီးရင်ခုန်နေခဲ့ကြပါတယ်။ကြော်ဦးကတော့နန်းနီကိုပဲဝင်းနာ များရမယ်လို့ထင်နေကြတာပေါ့သူကတော့မရနိုင်ပဲတငယ်ချင်းတွေရမှာမို့အဖေမယ်ဆိုပြီးစိတ်ကိုဆုံးဖြတ်ထားတာဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းစုကျင်ညာတဲ့အချိန်မှာကျော်ဦးကမြန်မာစတားစီစဉ်2ပြန်ပွဲရဲ့ဝင်နောက်ဆုရှင်ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်မို့လဲဘရေဒါတင်နဲ့အတူကျော်ဦးကိုယ်တိုင်လည်းအသင့်သွားခဲ့ရတာပေါ့။ကျော်ဦးကပြန်ပွဲမှာဆုရရှိခဲ့မယ်ဆိုရင်ဖခင်ကြောင့်နဲ့မိဘမယ့်ကလေးတွေအတွက် စုငွေရဲ့သုံးပုံကိုလှူဒန်းပေးမယ်လို့ဖခင်စီမကတိသစ္စာပြုထားပါတယ်။ အမှန်တကယ်လည်းဝင်းနာဆူရှင်ဖြစ်သားတဲ့အတွက်ကျော်ဦးကပျော်ရွှင်နေသလိုဂရီကိုတီးဖို့လည်းအဆင်သင့်ပါပဲဝင်းနာဆူရတဲ့သူကဒိန်းတထောင်ရရှိတာဖြစ်ပြီးဒုတိယဆူကတော့ဆူချင်းငွေ300ရရှိတာဖြစ်ပါတယ်ကျော်ဦးကတော့ဒိန်းတထောင်ပိုင်ဆိုင်လိုက်ရတဲ့အတွက်အရန်ကိုပျော်ရွှင်နေရပါပြီဆူချင်းငွေနဲ့သူ့ရဲ့ရက်ရွာအတွက်လိုအပ်တာလည်းလုပ်ပေးမှာပါမြို့နယ်အလှမ်းဝေးတဲ့ကျော်ဦးတို့ရွာမှာလိုအပ်ချက်တွေကလည်းများတာမို့ကျော်ဦးကဖြည့်ဆည်းပေးချင်နေတာကြပါပြီအခုတော့ဖြည့်ဆည်းပေးချင်တယ်လို့ဖြည့်ဆည်းပေးရတော့မှဖြစ်တဲ့အတွက်ကျော်ဦးနေနဲ့အတိုင်းမသိအောင်ဝမ်းသာနေရပါတယ် လုတ်ပေးချင်တာတွေအကုန်လုတ်ပေးခွင့်ရပြီဆိုတဲ့စိတ်နဲ့ကျော်ဦးကစင်ပေါ်မှာမျက်ရည်တွေအဖြန်ဖြန်ကျကောင်ငိုနေခဲ့တာပါမထင်မှတ်ထားပဲနမဲကိုကြညာလိုက်ချိန်မှာရင်ထဲမှာစွတ်တက်သွားတာကြောင့်ဖြစ်ပါတယ်သိန်းတထောင်မှာသိန်း300ကိုဖះเจ้าနဲ့သက်ဆိုင်ရာတွေကိုလှူဒန်းပေးသွားမှာဖြစ်ပြီးကျန်တဲ့သိန်း900နဲ့တချင်းတွေလှူသွားမှာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အပတ်တုန်းကလည်း Infran Joe ကဘရက်ဒတီစီကနေနောက်ဆုံးပေါ် iPhone ကိုလက်ဆောင်ရရှိခဲ့တာပေါ့။ဘရက်ဒတီကတခမ်းနဲ့အပေးချတာကြောင့်လည်းခုလိုစ조사ဖြစ်ခဲ့တာပေါ့။ ဖះကကျွန်တော်ကိုခုလိုဖြစ်လာအောင်လုပ်ပေးခဲ့တာဖះကဘာပဲပြပြလက်ခံဖို့ဆုံးဖြတ်ထားခဲ့တာမို့အတိုင်းမသိပါပဲဆိုပြီးမျက်နှာဖြစ်စေခဲ့တဲ့အကြောင်းရင်းကိုဖွင့်ရထားခဲ့ပါတယ်နန်းဒီကလည်းပြန်ပတ်ကောင်းတယောက်အနေနဲ့ first runner up နဲ့ကျင်းပလိုက်ရကောင်းစီစဉ်ထုတ်ကတော့ပြီးသွားပြီဖြစ်ပါတယ် မြန်မာစတန်စီစဉ်ထုတ်ပြန်ပွဲရဲ့ဝင်နောက်ဆုရှင်ဖြစ်လာခဲ့တဲ့ Infrantjo ဥပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းခမမပြပြခဲ့ပါအောင်ရှင်ကြီးစုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော် YouTube channel ကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ